လူနာအရ80ကျော်ပါပဲသူတို့ရောက်ရောက်ပန်းထွက်နေတဲ့လူတွေရောနောက်ပြီးဒီကနေပြီးတော့တဲတဲလေးပြတ်နေတဲ့လူတွေရောကမီကယ်ဝယ်ပုံပြီးတဲ့လူတွေရောသူတို့သူတို့နဲ့ပဲပြောကြတာခြေတန်းမှာဆိုကျွန်တော်ရွေးစရာနှစ်ခုပဲရှိတယ် limb နဲ့ life ပေါ့ limb ကကျတော့ကျွန်တော်ခြေချောင်းလာရှာမှရှိမယ် life ကကျတော့အသက်ပေါ့ကျွန်တော်အသက်ပဲရွေးမှာ မင်္ဂလာပါဟုတ်မင်္ဂလာပါခင်ဗျာရာသီရည်ချင်းနေလောက်ပါအောင်အဲ့ဆိုမိတ်ဆက်ပေးပါကျွန်တော်ရဲဘော်နာမည်ကတော့ရဲဘော်ဖိုးချစ်ပါရဲဘော်ဖိုးချစ်လက်ရှိကတော့ကျော်ဒီ justice ဆိုကြ PD ရဲ့ method တင်မှာဒါမှထမ်းဆောင်နေတော့ထမ်းဆောင်ဟုတ်ကဲ့ဒီတော်လန်ရေးကိုပေါ့နော်ဆရောက်ဖြစ်ခဲ့တဲ့ပုံစံလေးဘယ်လိုခက်ခဲကြီးကြော်ပြခဲ့ရလဲဒါဆိုဒါအခုပါလဲခုနပြောရလို့ဆိုရင်ဒါဘယ်ဘယ်တော့ဆိုရင်၄နှစ်ပြည့်မှာ၅လပိုင်းဆို၄နှစ်ပြည့်၅လပိုင်းဆို၄နှစ်ပြည့်ပေါ့အဲ့ဒါဆိုအုပ်ပဲလား ဟုတ်ကဲ့အဲ့ကြအဲ့လိုစပြီးတော့စောကြီးကာလမှာလာအောင်လာတဲ့ခါမှာပေါ့နော်ဘလို့ခက်ခဲတွေရှိသလဲဘလို့မျိုးရအောင်လာခဲ့ရတယ်ဘာတွေကြောင့်မလို့လာဘာတွေကြောင့်မလို့လာလဲဆိုတော့ပထမအဆုံးကျွန်တော်နေတာဒီတဝိုက်မှာဆန္ဒပြမှုတွေလည်းအများကြီးပဲဆန္ဒပြမှုတွေတဲ့အများကြီးရဲ့နောက်မှာအတပေးလိုက်လူတွေလည်းရှိတယ်ဟုတ်ဟုတ်အဲ့လိုမျိုးငကိုတဲကဝန္ဒနာပါတာလည်းဒီလူတွေကတည်းကအပိုင်နောက်တစ်ခုက အဲ့အချိန်မှာကျွန်တော်တို့လွတ်လပ်ခွင့်တွေပျောက်ဆုံးသွားတယ်။အရင်တော့ဆိုည9:00နာရီ10:00နာရီ17:00နာရီလောက်ထိကကျော်လမ်းမပေါ်မှာပဲရှိသေးတာ။အိမ်ပြောင်းအိမ်မပြောင်းဘူး။ကျွန်တော်ဂီတာတီးလန်တီးနေတယ်။တခါတလေထိုင်ပြီးတော့တောက်နေတယ်တောက်နေတာ။အင်အားလည်းဖုန်းမဆက်ဘူး။အင်းအဲ့လိုစိတ်ချရအောင်2019 2018လောက်ကဆိုကျောထိုင်တဲ့နေရာမှာဖုန်းကြကြံခဲ့ရတော့နောက်နေ့မနက်တော့ရှာအဲ့နေရာမှာတွေ့တယ်။အင်းအဲ့လိုဘွားကြီးမျိုးကပျောက်သွားပေါ့။ချင်းချင်းလန်ကြီးနော်။ချင်းချင်းလန်ကြီးပျောက်သွား ဖြစ်ချင်တော့အဲ့ဒီမနက်ကနန်းလျှောက်ထွက်တဲ့အချိန်မှာအကုန်လုံးကဖုန်းလိုင်းနေလည်းမမီအဲအဲဟောအနာသိန်းနေနေအနာသိန်းနေဖုန်းလိုင်းနေလည်းမမီတော့ပြီးရင်လည်းဘာဖြစ်ကုန်မှမသိလဲရောက်ရက်တိတ်ခတ်နေကြအဲ့လိုမျိုးကြီးပေါ့တစ်ခုတော့တစ်ခုကိုပဲလို့ထင်လားနောက်ပိုင်းကဏ္ဍလေးတော့ရှိတာပါအဲ့မှာကျွန်တော်တို့ဒီရှေတန်းကနေပြီးတော့စန္ဒပြရနေမှာလိုက်တာအ မွန်တော့နဲ့ပြစ်တာတွေရောဟာပါခဲ့သေးရအပါကျွန်တော်ကဒိုင်းဖွဲ့ဒုတိယရှိအာဟိုဒိုင်းထိုင်းပြီးပြီးရတဲ့အခါတွေလည်းခဏခဏပါဆန်ကြောင်းပါလိုက်ဂုံးတရာအောင်ပါပေါ့စပိန်နဲ့ဆန်နာပြတာစပိန်နဲ့ဆန်နာပြရင်လည်းစပိန်ကကျွန်တော်နင်းလို့မရတော့စပိန်ထိုင်းပြီးရလူအုပ်ကများပေါ့စပိန်နဲ့ဘယ်လိုမှတိုးလို့မပေါက်တော့ဘူးအာဟိုဘက်ကလည်းတောက်လျှောက်ကြီးဖိပြီးတိုးလာတဲ့ခါကျတော့စပိန်ထိုင်းပြီးရတော့ဟုတ် အဲ့စမိန်လဲထားရတာမနဲ့လွတ်ပြခဲ့ရတာ။အော်။နောက်လည်းကြာပါဝါမရှိတော့မရှိတော့။စပိန်တော်တော့မအကုန်မလဲဖက်နဲ့တရားစားမ။မလဲ။အဲ့ရနေပြီးတော့အချိတ်ဆက်ကတော့ကျွန်တော်ဒီတရားချင်းတရားဦးလေးရနဲ့ချိတ်ဆက်ပြီးတော့။အင်း။သူကဘယ်ဟိုသွားမယ်လို့မပြောဘူး။ပတ်စံဘယ်လောက်ယူလာမယ်လဲဆိုတော့3000ပဲယူလာတယ်။3000ပဲယူလာ3000နဲ့လိုက်သွား။လက်စိတ်ပိုင်ပြီးရော။လက်စိတ်ပိုင်ပြီးရော။အဲ့အချိန်ကာလက3000ဆိုတော့နည်းနည်းတော့များတာပေါ့။3000နဲ့ကျွန်တော်2ယောက်6000ပေါ့။ တော်တော်နောက်တစ်ယောက်ပါသေးရနောက်တစ်ယောက်ပါငွေချင်းပါသေးရပါသေးတယ်နောက်တစ်ယောက်ကတော့အခုကင်းရင်ဒီမှာဩရှင်သူလည်းဖိုက်တာပဲချနေသူလည်းစင်ဩဟိုးနေရလေးတဲ့သူတို့ပေါင်းလာသေးရခြင်းနေပါဒါဒီဘက်ကင်းပြီနဲ့ရောက်မှသူတနေရကျွန်တော်တနေရဖြစ်သွားဟွန်းလာတဲ့လမ်းမှာအခက်ခဲရှိလားဆိုတော့မရှိဘူးမရှိဘူးဆိုတော့ကျွန်တော်တို့အကုန်လုံးအမြင်သေးသေးနဲ့လာတာကျွန်တော်ကနောက်ဆုံးခုံမှာထိုင်နေတယ်သူကဟိုးရှိခုံပေါ့ဟိုတယောက်ကကျတော့ထိတ်ဆုံးခုံပါလို့ပြောတယောက်တယောက်မသိတဲ့လူဟန်ဆောင်ပြီးနေကြတာဟွန်း ရောက်လဲရောက်ရောက်ပြီးတော့သူတတ်မှတ်ထိုင်နေရောက်ခေါ်သွားတော့တတ်မှတ်ထိုင်နေခေါ်သွားပြီးအဲ့မှာစပြီးသင်တန်းတက်ပြတယ် ABSDF အာအာလောင်းသားတက်မှာတော့အဲ့မှာအခက်အခဲကတော့စစချင်းဘယ်လိုစလဲဆိုတော့ထမင်းပြဿနာပါလေအင်းစံချမ်းဆိုတဲ့ဟာကြီးကလည်းစားတော့စားဘူးလေဓမ္မဟင်းကကြတော့ကျော်ရန်ကုန်လို့တခြားမြို့နယ်တွေမှာဆိုရင်ငပိကျော်လေးဝယ်စားလိုက် ရှားဟိုဘာညာလေးဝယ်စားလဲလို့ရအဲ့မှာကျတော့ဘာဝယ်စားလို့မရဟိုမနက်မိုးလင်းခေါက်ဆွဲပြုတ်တထုပ်တော်ကွက်ကောက်တော့မဟုတ်ကော်ဖီနေ့လည်ခင်းဆိုရင်ကျွန်တော်ပဲဟင်းပဲဟင်းနဲ့ဟိုပဲဟင်းပွားအောင်ဆိုပြီးခေါက်ဆွဲပြုတ်ထိုင်တာနေ့နေ့ပိုင်းဆိုရင်လည်းအရွတ်အသားမပါအသားဟင်းကနှစ်ပတ်တခါလောက်တော့ပါအာအတားရင်ပါလေဟိုပြောရမစို့အတားပြပြွားကြီးတော့မဟုတ်ဘူးပါလေဆိုရင်ပါလေဆိုရင် နောက်ပြီးတော့အဲ့မှာမွင်းကားအရန်စားအဲ့လောလောရဖတ်တိုက်မွင်းကားရဘူးကျော်ဒီဘားတိုက်ဆောက်တာတို့နောက်ပြီးစေကန်းဆောက်တာတို့အင်းအဲ့ဒါဆောက်လို့ရလို့တင်တာကတော့အဲ့မှာဒီဆေးပြအခြေခံတွေရောတိုက်ခိုက်တဲ့ပုံစံတွေရောပြက်ကက်စင်တွေရောနောက်ပြီးကျွန်တော်ရမ်းချက်တဲ့ဟာတွေပါတင်ရတယ်အင်းကျွန်တော်အများတော့တင်ခဲ့ရအောင်ကျွန်တော်အများတင်ခဲ့ရအဲ့ကနေတင်တယ်လမ်းပြီးတော့ကျွန်တော်ရန်ကုန်ပြန်လိုက်သေးတယ်ဟွန်း ရန်ကုန်နေပြီးတော့မန္တလေးရောက်ပါอืมမန္တလေးရမှာတစ်ဆင့်ဒီပြန်ရောက်လာဩသုံးတက်ခွေဩသုံးတက်ခွေကနေစရောက်လာကုန်းလုံးကနေစရောက်လာဩအဲ့သုံးတက်ခွေမှာတော့ကလည်းအခု2024ရဖြစ်သွားတဲ့ဖြစ်စဉ်လိုမျိုးပဲအစိမ့်မွေတော့မဟုတ်ဘူးဒါတို့တက်မွေတော့မဟုတ်ဘူးပေါ့ဘူးလူလွယ်ကြားလိုက်ပါပဲအဲ့ချိန်ကဒီ၄ကီကောတဝိုက်မှာလင်းနေကျဲသွားရဆိုအဲ့ချိန်ကကျွန်တော်ကဒီစေကန်းတနေရာမှာပေါ့အဲ့စေကန်းတနေရာမှာရှိနေအချိန်ပါ တခုလိုဖြစ်တဲ့ပုံစံမျိုးတွေပဲဖြစ်တာအသက်ရှူတွေကျက်တယ်နောက်ပြီးခေါင်းတွေကိုက်လာတယ်နောက်ပြီးမူးတယ်မော်တယ်အဲ့ကျင်တယ်အစိုးဆုံးလူနာတယောက်ဆိုအသက်ဆုံးဆုံးတဲ့အထိပဲဖြစ်သွားတာအော်အဲ့လိုရှိမများတိုက်ပြီးတော့ဒီကျွန်တော်ဒီ line တွေတွန်းတယ်အဲ့လိုမျိုးပဲလုပ်လို့ရအောင်ဟုတ်အဲမမရဲ့အဲ့လိုတေးကံမရောက်တဲ့အဖြစ်ပြက်တွေပါရှိတယ် ကျွန်တော်ခဏခဏလုံးလုံးပါအဲ့ဒီတေကံမြောက်တဲ့အဖြစ်ပြက်တွေကဗမာစလဲဆိုတော့ကျွန်တော်ဒီဘက် justice ဆိုကြောင်စပြီးတောင်းထားဆောင်တဲ့အချိန်မှာစလာအဲ2020ဆေးမှုကြီးလဲကြုံရတာပဲเนาะဆေးရာကြီးလဲကြုံရတာဆေးမှုလဲကြုံရတာကြုံရတာအဲ့တော့စပြီးရောက်တဲ့အချိန်မှာဟို location ကကြတော့ဘူးမှမမသိဘူးဟိုပုံချိုးကွယ်ချိုးနေရတဲ့သဘောတရားပေါ့ဘယ်လိုမျိုးမှာဆိုရင် ဒီကလေးရင်တန်းပဲလေးရင်တန်းနဲ့နဲ့ကြီးတန်းအကြောက်ရတာအဲ့ချေကတိတ်ပြီးတော့တံပိုးမမြင်သေးဘူးတိုက်ပွဲတွေကလည်းကျွန်တော်ဒီဖြောက်ကြားတိုက်ပွဲလောက်ပဲရှိသေးတယ်ဆိုတော့ပုဂ္ဂိုလ်လေးတဲလေးရောက်လဲရောက်ပြီးတော့မှဘာရဖြစ်လဲဆိုတော့ပထမဆုံးစပြီးတော့ထိတာစစ်နိုင်လို့အဲ့သူတို့ထိတဲ့အချိန်တော့ကျွန်တော်ပြန်မရောက်သေးဘူးဘာလို့ပြန်မရောက်သေးလဲဆိုတော့ကျွန်တော် TV ဖြစ်လိုက်သေးတယ်อ๋อ justice ဆိုရမှာတာဝန်ထမ်းဆောင်နေပဲ TV ဖြစ် TV ဖြစ်ပြီး2023အကုန်မှာကျွန်တော်ပြန်ရောက်လာတာอ๋อရှစ်လနားလိုက်ရတာ ဒီဘီဖြစ်တဲ့အချိန်မှာတော့ဒီနှစ်ဖြားဖြစ်တာဘဝအသေးအတန်ပဲอืมနှစ်ဖြားဖြစ်တဲ့အချိန်မှာကျွန်တော်စကိုင်းဘက်ရောက်နေတာอืมစကိုင်းကဆရာဝန်နေလဲမသိဘူးဒီနှစ်ဖြားအောင်သူတို့ Google တွေပါခေါက်လိုက်ရှာတာပေါ့ဟိုဒါမသိဒါမသိဆိုတော့ကျွန်တော်ပဲစင်ညိုပြပြလာတာဒါတို့ဝယ်ဒါတို့ဝယ်ဆိုချင်းနေတယ်ကောင်းပြီအဆင်ပြေလာတဲ့အချိန်မှာဒီပြန်ရောက်လာဒီပြန်ရောက်လာပြီးတော့တိုက်ပွဲကစနေတယ် ပြင်တော်လည်းပြင်းထန်တယ်ကျွန်တော်တို့ဒီခြေနှက်ဆင်းမြတ်တဲ့ပုံမှာဆိုရင်60ရာခိုင်နှုန်းတော့ဒီအဆိုးမိုးထားတဲ့အခြေအနေတွေဖြစ်နေပြီ။ဟုတ်။အဲ့ဒီအချိန်မှာသူတို့ကမီကယ်ဝက်ပုံတွေပါတယ်မသုံးသေးဘူး။ဟုတ်။သုံးသေးမဲ့နဲ့ကျဲပေါ်တော့တော့ကြာတဲ့အချိန်မှာကျွန်တော်မရောက်သေးဘူး။ဟုတ်။နောက်ပိုင်းကျွန်တော်ညီလေးတယောက်ပိုင်းမှာဒိန်ကျင်ဆိုတဲ့တယောက်ဒိန်ကျင်မကြခင်ကမြင့်ကျော်ဟုတ်။နောက်ပြီး ရှိတာပေါ့အဲသူတို့ကျွန်တော်တို့လည်းသူတို့သူတို့တင်တဲ့တန်နေချင်းကျွန်တော်ဆင်းမှုပဲအဲ့မှာသူတို့ကြာပြီးတော့မှကျွန်တော်ရောက်လာအဲ့ကောင်းလေးကြာတဲ့ချင်းဆိုရင်ရုပ်တောင်မှတ်ပြီးတော့အော်ဆိုးဆုံးအချိန်တွေကတော့အဲ့ကာလာကိုတော့ပြောလို့မရဘူးကျွန်တော်ဒီရပြီးတော့မဆုပ်ခင်ကာလာဘူးอืมရပြီးမဆုပ်ခင်ကာလာမှာဆိုတခြားတမမန်လူတွေလည်း ကြတာအကြပါဒါပေမဲ့ကိုနဲ့အရင်နှီးဆုံးလူတွေပေါ့ထက်ကြီးဟောထက်ကြီးရှုကပြောရတဲ့အရှုကပြောရတဲ့အထက်ကြီးဆိုရင်ဒါလုံးဝဘယ်လိုပြောရမလဲကလေးအစံနဲ့အကောင်လေးဟောကျွန်တော်လည်းဆိုတော့ပြောချင်တာပြောလို့ချင်တာလုပ်ပြီးတော့အဲ့လိုမျိုးနေတဲ့ကလေးပေါ့လို့လက်လက်ပေါ်ပါပါနေတဲ့လူငယ်ပေါ့နော်သူ့ကိုတဲလာလဲအခုကြောက်ရဲပျောက်ကြည့်ဆိုတဲ့အကြောင်းဟောစပြီးတော့ဆွဲလာတဲ့အချိန်မှာအသက်မရှိတော့ ော်ဖြူပဲတိုင်းလိုက်ဖြူတာဒီတငယ်ရဘာမှတွန့်ပဲကြမရတော့ခန္ဓာကိုယ်လည်းပျော့ဖတ်တယ်အဲ့နေ့အဲ့နေ့တနေ့တည်းမှာနေအဖြစ်ပြက်ကတတော်များပါတယ်အဲ့နေ့တရက်တည်းမှာရှေ့ရနေပြီးတော့ဟိုကောင်တွေကတိုးတဲ့တိုးချက်ကြီးကမြင်မကောင်းဟိုလူလိုသူလိုလည်းမတိုးဘူးအာပေါင်ထိသွားရဲ့တိုးတနကြီးနဲ့ထောက်ပြီးတက်လာတယ်အဲ့ထိတဲ့ကောင်တွေကထိတဲ့ကောင်တွေတက်လာဘလောက်ပဲပြက်နေပြက်နေအဲ့မှာရအောင်တက် ဇုံဘီတွေဇုံဘီကားကြီးကြည့်နေရတယ်လို့ဟုတ်ဟုတ်ဟယ်လိုကျွန်တော်တွေ့လဲဆိုတော့အရှိကိုတစ်ခေါက်လောက်တွားလိုက်ရသေးတာဟောဒီတနတ် device တွေကတော့တစ်ခေါက်တွားခဲ့တယ်ဟိုတစ်ခေါက်လူနာထားစင်နဲ့တဲတော့ကတစ်ခေါက်ဒါပေမဲ့မရောက်လိုက်ဘူးอืมအဲ့မှာလည်းနှစ်နာရီအတွင်းမှာလည်းကျွန်တော်ကြိုင်နေရတာစေတတာ၃ရောက်ကျွန်တော်လည်းဆို၄ရောက်ပေါ့อืมလူနာအရက်80ကျော်ပါတယ် ို့တွေးတောက်လျှောက်ပန်းထွက်နေတဲ့လူတွေရောနောက်ပြီးဒီကနေပြီးတော့တဲတဲလေးပြက်နေတဲ့လူတွေရောကမီကယ်ဝယ်ပုံပြီးတဲ့လူတွေရောတော်ယူတွန်းနေပါပြောကြတာအဲလိုဆဲတာလည်းလည်းမိုးမုံနေတာအာငါပြန်တိုက်မယ်ငါပြန်တိုက်မယ်ဆိုပြီးလောဘကိုကြိတ်မနိုင်ခိုင်းပြရဖြစ်တာပေါ့အဲ့လိုမျိုးဖြစ်အဲ့တော့အောင်ဆိုဆက်တိုက်ပွဲဆက်တာနေ့လည်းပိုင်းလာမှဆက်တာကျွန်တော်မနေ့ထပြီးတော့ မနက်စာရပါရတော့မစားရသေးအဲ့မှာ sense ကဘလို့ဖြစ်သွားလဲမသိဘူးစိတ်တက်လေးလာလေးပြီးတော့တခုဖြစ်တော့မယ်ဆိုတာကြိုသိတဲ့ sense မျိုးပေါ့ဒါကစိတ်သက်သာတိုင်းဖြစ်တယ်ပြောဒီစိတ်ကမှတာဝန်တက်ဆောင်တဲ့လူတိုင်းအောင်ဖြစ်တာအကုန်လုံးလေးလာတရားမျက်နှာတရားကြည့်ပြီးတော့ဘာလို့လဲဘာစကားမှမပြောလိုက်အကုန်လုံးပင်ဆက်ရှိတာပြင်သွားတာ connection ကအဲ့လိုမိပါတာပြီးတော့ကျွန်တော်တို့ခါပတ်ပတ်လည်းမှာစေထိုးရတယ်လေစေတခါရဆုပ်ပြီးသားဆယ်လုံးဒီဘက်မှာဆယ်လုံးပြီးစေအိတ်ကိုတမအရှိမတက်အိတ်နောက်မှတက်အိတ်ဘေးမှာနှက်အိတ် အဲ့လိုမျိုးတက်တာတော့စေးရီတွေအကုန်လုံးကုန်သွားတယ်။အော်စေးထိုးရီတွေလည်းအကုန်လုံးကုန်သွားတယ်။လူကအဲ့လိုမနိုင်တာ။ဘာမှမရှိတော့ဒီကောင်ကိုကျွန်တော်ဗန်နေစီစာနဲ့ခွဲချပြီးတော့ဒီသွေးကိုထိန်းပေးရတယ်။သွေးမထိန်းရင်လူနာအသက်ဆုံးရှုံးသွားလိမ့်မယ်။ဟုတ်ဒီရှေ့တန်းမှာဆိုကျွန်တော်ရွေးစရာနှစ်ခုပဲရှိတယ်။ limb နဲ့ life ပေါ့။ limb ကကျတော့ကျွန်တော်ခြေချောင်းနဲ့ရှောင်းလို့ရှိမယ်။ life ကကျတော့အသက်ပေါ့။ကျွန်တော်ကအသက်ပဲရွေးမယ်။ရင်တော့နာတာပေါ့။ဒီကိုရဲဘော်တရားခြေလိုက်အင်္ဂါအတွက်တော့ဒါပေမဲ့ရွေးချယ်စရာဆိုရင်တော့ ကျွန်တော်အသက်ကိုပဲယူရမှာဒီတော်နီကွဲပေါ့သွေးထွန်းချိုးစီးတဲ့ဟာအချိန်ကြာလာတဲ့ခါကျရင်ဒီကောင်ဖျက်ပြရဖို့ chance ကတော်တော်များပါတယ်အဲ့တော့ဒီကနေ season နဲ့သွေးကိုဒီမှာလုံးဝအောက်ကိုဆက်ပြီးမ season နိုင်အောင်ကျွန်တော်ဒီခြေထောက်မှာဆန်းကြည့်လိုက်ရင်သွေးခုံတော့မမိအောင်စီးရတော့အဲ့တော့ကလာကြာချေဆိုသွေးမလျှောက်တဲ့ခါကျရင်ဒီခြေထောက်ကဖြတ်ရင်လည်းဖြတ်လိုက်ရမယ်ဒါပေမဲ့ကျွန်တော်အဲ့ခြေထောက်ကိုမယွေဘူးအသက်ကိုပဲယွေဖြတ်မယ်ဖြတ်မယ်အဲ့တော့ရင်တာပေါ့တော်တော်ရင်တာ လိုဒါလူကယ်ရတဲ့အလုတ်ဆိုပြီးတော့ရွေးထားပါဘောနော်နေကြတဲ့ကြတဲ့တော့ဒါလူကယ်ရတာဒါပေမဲ့မကယ်လိုက်နိုင်တဲ့အခြေအနေကြီးလဲအများကြီးကြုံခဲ့တာအများကြီးပါအဲကြောင့်ပြီးတော့ဖြစ်ချင်တော့အဲ့လိုမကယ်လိုက်နိုင်တဲ့သူတွေကလည်းကိုရဲဘော်ရဲဘက်တွေဖြစ်နေအောင်အဲအများကြီးခံစားရမယ်ဆိုတော့နားလေဘောနော်အဲအဲ့လိုအဲ့ထဲမှာမမရဖြစ်နေတာမျိုးရရှိလားရှိတယ် ကယ်လဲနိုင်တာကိုလည်းဖတ်မှတ်ရရှိတယ်မကယ်လဲနိုင်တာလည်းဖတ်မှတ်ရရှိတယ်ကယ်လဲနိုင်တဲ့တရားကတော့စနိုက်ပါမှန်တာဟဲ့အင်ဂျူရီပေါ့သူကမျက်လုံးကနေသူလို့ဖောက်တော့ဟုတ်ဒီခေါင်းနောက်စီးအတီဟုတ်အဲ့ဒီအချိန်မှာလုံးဝသူကတွေးဦးတွေးနှံဖြစ်နေပြီကျွန်တော်မှမှတ်တမ်းနေတာအကုန်ရှိတယ်သူတရားနဲ့ပတ်သက်ပြီးတော့อืมညနာလည်းလုံးဝဖောက်နေလုံးမပြောမစွန်တော့လက်လျှော့လိုက်တဲ့အနေထားပေါ့ဒါကျွန်တော်လုံးဝလက်မလျှော့ခဲ့ဘူးကျွန်တော်ဒီဆက်ပါနောက်ထပ်ကိုမာဖီရောလုံးဝလက်မလျှော့ခဲ့ဘူး ရတော့ဒီဆွဲပဲဆိုကျွန်တော်ကိုယ်တိုင်သူ့သွားရလဲမတော့ချောက်လိုက်ပါอืมရောင်လဲရောင်လဲရောင်ပြီးတော့မှဆဲတာတို့ဝူဝါဝါလုပ်တာတော့လမ်းတက်လောက်လုံးရှိတယ်တော့ချောက်လဲဒီယူရိုအပူဝါရှိနေစီးသွားတာရှိနေစီးသွားတာကိုမှတ်ပြီးတော့ဒီလူနာ chance ဘယ်လောက်လဲဘယ်လောက်လဲဆိုတာကျွန်တော်တွက်လို့ရတယ်อืมတော့ line နေတဲ့တော့ချောက်တင်ွားအောက်ဆီဂျင်တော့ချောက်ပေးွားအဲ့ဒါနဲ့ तू safe ဖြစ်တဲ့နေရာရောက်မှာဘယ်မှာကတော့ chance နေတယ်နောက်ဆိုတော့တနေ့ရတော့အောင်မြင်သွားပြီอ่า ရှာရှာပွားပွားကဲနေဘွားတာခြံသားပေးကဲနေမနိုင်တလုံးမနီတော်ဆိုတဲ့အစီတလုံးအဲ့တလုံးနဲ့တည်းသူ့အသက်ကိုထိနေဘွားတာဒီဒီဟာပေါ့နော်ဒါလေးတစ်ခုကြောင့်မလို့ဒီဒီဟာကြောင့်မလို့ဒါရေဘော့တယောက်နော်သက်ဆုံးရှုံးပြီလို့ထင်ရတဲ့ရေဘော့တယောက်ကိုပြန်ပြီးတော့အသက်ကယ်လိုက်နိုင်တာပေါ့နော် ပြီးတော့ဒီတစ်ခုကြောင့်ရေလို့တော့မဟုတ်ပေါ့နော်ဒါလေးကြောင့်တစ်ခုလည်းတော့မဟုတ်ဘူးဒီလိုမျိုးဒါရေဘော့တယောက်ပေါ့မှာအခုလိုမျိုးစိတ်ရောကိုယ်ပါနှိမ့်ပြီးတော့နော်တော့သတိမပြတ်ဖ ೇನೆ သတိမလွတ်ဖ ೇನೆ လောက်ပြီးတဲ့ဒီရှားလေးကြောင့်လည်းပါတာပေါ့ဒါမဲ့ ရေးကြည့်တယ်ဆိုတာလေးကိုပြောချင်တာပေါ့နော်အခုချိုးဟာရေးဆိုရင်ဒိတ်ကုန်နေပြီဒိတ်ကုန်နေပြီဒါပေမဲ့လွတ်မပြည့်ရဘူးလွတ်မပြည့်ရဘူးညာများရလိမ့်မလားဆိုတဲ့ဟာမျိုးလေးပေါ့နော်အဲ့လိုမျိုးစေဝါတွေကလည်းတစ်ဖွဲ့အစီအမအများကြီးရှိတယ်ပေါ့နော်အဲ့တော့စေဝါလိုအပ်ချက်တွေအတွက်လည်းညီဖို့ကျွန်တော်အနေနဲ့တောင်းဆိုချင်တာဒီကကြတော့ဒီဘုံနောက်ရဲ့ fashion တွေ stay ပဲဖြစ်အောင်ထိန်းကြည့်ပြီးတဲ့အရာတစ်ခုပေါ့။အင်းအဲ့ကောင်လေးနဲ့တော်တော်အဆင်ပြေပါလား။အဲ့လေတလုံးကြောင်မလို့။အဲ့လေတလုံးကြောင်မလို့။တခြားတော့ ခန္ဓာတွေလည်းပါလို့သူပြုစုပေးတဲ့ကျွန်တော်တို့ဒီဆေးအဖွဲ့ကတောင်းကတတိမြေပေါ်တယ်ကွာနော်တတိလုံးကတောင်းတော့တောက်ရှောက်နေတာနဲ့ကျွန်တော်သူ့စကားပြောပြီးတယ်ကျွန်တော်ရဲ့စိတ်သက်သာနောက်တဲ့တရားပဲဟောပြီးတော့ကိုဒီကဒုက္ခမှုတရားပဲတောက်ရှောက်လိုက်ပါလားကဲတင်တဲ့ line တော့အဲ့တရားပေါ့နောက်မကဲတင် line နိုင်တာတော့ကျွန်တော်ဆေးကန်နေပြီးတော့ရောက်တဲ့အထိအသက်တော့ပါလာတယ်ဒါပေမဲ့သူ6ဖြစ်တဲ့နေရာရောက်တဲ့အခါမှာကြာဆုံးပါ fracture ဒီပေါင်ရိုးကျတာပေါင်ကျတာကျွန်တော်သွေးထွေးကျလဲတင်းနေအောင်ဆီးပေးလိုက်တာဒါပေမဲ့ဘေးနားကနေပြီးတော့တောက်ချောက်စကားပြောပေးနှိုးနှိုးပေးနေမရတော့တတိကလွတ်လွတ်နေလမ်းမှာလူများတဲ့ခါမှာမနှိုးမိလို့လားဒါမှမဟုတ်ဘလို့ဖြစ်လို့လားမသိဘူးအကြောင်းတရားမျိုးမျိုးကြောင့်ပဲကြာဆောင်တော့ခဲ့ရတယောက်ကနောက်ဆုံးအချိန်ဘူတယောက်နောက်ဆုံးအချိန်မှာကြည့်ရအကြည့်ရဆောင်မှာအကြည့်နဲ့လုံးဝမသိဘူးပြောမှဆိုကျွန်တော်တို့ကအကြည့်မဟုတ်တဲ့အကြည့်လို့တတ်မှတ် သူကပြောမသူဝမ်းနေနေတယ်လို့ပြောဝမ်းနေနေရလားဒါပေမဲ့သူ့ကိုကယ်ပါလို့ပြောနေရလားလည်းကျွန်တော်မသိဘူးပြောလည်းမပြောနိုင်သူလည်းပြောလည်းမပြောနိုင်ပြောဖို့အင်ကလည်းသူ့မှာမရှိဘူးတော့မှဖြူဖက်ဖြော့နေတဲ့အချိန်အဲ့အချိန်လေးရောနောက်ပြီး body ရဲ့မျက်နှာကိုသူတို့ဖွင့်ကြည့်လိုက်တဲ့အခါကျရင်ဘယ်ရဲဘောပဲဖြစ်မျက်နှာမိကြီးကြောက်တော့မရှိဘူးညီမယူဆရဆိုရင်နောက်ဆန်တင်းကြီးရောဟုတ်ပါဘူးอืม ရဲဘော်တိုင်းကြရတဲ့ခါကျမျိုးလုံးပွင့်ရတာဒါဝိညာဉ်ပိုင်းဆိုင်ရာယုံလားမယုံလားတော့မသိဘူးတခါရကြရဲအိမ်မက်လူလူပါလူလူလေးပြန်လာလို့ဒါလည်းအားလည်းနှုတ်ဆက်တယ်အဲလိုရှိရဲဘော်တိုင်းမှာတချို့ရဲဘော်တော်များဆိုလည်းအဲ့ဒါတွေတွေ့ရဩဝန်နေတော့နော်အဲ့လက်ကဆုံးခဲ့တဲ့သူရတပတ်လောက်ထိသူညီနေမှာပြဟိုခေါင်းနေမှာ ီကျောက်ကပန်းထွက်လာတွေ့ဆိုနှာခေါင်းနဲ့ဒီပါးသက်တွေကုန်းဝင်လာတယ်။ဒါထဲမှာကောက်ကလည်းကျောက်ကြီးပြတ်ပါလား။လက်ကြီးပြတ်ပါလား။နောက်ပြီးအောင်းအမလိုက်တာအုံနောက်ကြီးလက်ထဲမှာအဖက်တွေလိုပြတ်နေတယ်။ဆုံးအနိဋ္ဌာန်လေး။ဘယ်လိုဒီဆိုလဲဆိုခေါင်းကသူလိုပြတ်ထွက်သွားတာ။အဲကောသူမျိုးဆွဲဖက်လိုက်တယ်ဒီ။ပြဲသွားတာ။အဲဒီကတည်းကကောင်းတော့အနိဋ္ဌာန်ဝင်ဆိုတာတော့ မှုတော့မမှုတော့ဘူး။အဲမျိုးကြီးတွေ့နေတာ။ပြင်းရင်းတရားဆိုတော့လည်းမမှုတော့ဘူး။ဒါစစ်ကတော့တိုင်။ပန်းနဲ့ပေါက်တာမဟုတ်တဲ့အတွက်ကျန်သူတင်မလားကိုတင်မလား။ကျန်သူနိုင်မလားကိုနိုင်မလားနှစ်ခုတည်းကတခု။အဲတော့ရှေ့ရောက်ပြီဆိုတော့လည်းကိုတင်မယ်ဆိုတော့မေ့တာ။အဲ့ဒါတဲ့ပွဲအောင်နိုင်တဲ့အဒီကအချက်လို့ကျွန်တော်ယုံကြည်တယ်။ဟိုတင်မယ်ဆိုတော့ခဏမေ့တာ။ကောင်းလေးပဲဖြစ်။ဒါပေမဲ့ ကျွန်တော်တခါမှတရမ်းမပြုတ်ကျွန်တော်လူပဲရအောင်ခဲ့တယ်။တရမ်းပြုတ်ဖို့တက်ကိုကျွန်တော်အာသန်တာဒီလူနာရဲ့ခဲ့ဖို့ပြတဲ့လူလိုကျွန်တော်ကလည်းစပိုးနေပေးတယ်။လက်ကလည်းစောက်တယ်ဘယ်လိုပါပြနေလဲ။အလိုပေးမယ်အဲ့လိုဟုတ်ဟုတ်အဲ့ဒါစောက်တယ်။ဒီကြောင်းနေရာတော့တူတူကိုကိုသူမှပြန်ပြောချင်ဘူးနော်။ပြန်ပြောချင်ဘူး။ဒါမဲ့ဒါတွေကပြည်သူတွေလက်တီးဖို့တော့လိုအပ်တယ်နော်။အောင်မြင်မှုတွေရရတယ်။အဲအောင်မြင်မှုတွေရဖို့အတွက်ကိုဘေးဆက်ရင်းနှီးနေရတဲ့အသက်တွေခံတာတွေ အများကြီးရှိတယ်နော်လူတိုင်းရဲ့အတက်ကတန်ဖိုးရှိအောင်အဲကြအဲ့လိုမျိုးတန်ဖိုးရှိတဲ့အတက်တွေကကိုယ်ရဲပေါ်ရဲဘက်တွေဖြစ်နေတာဘူးမှတော့စိတ်မကောင်းဘူးပေါ့ဒါမဲ့လည်းဒီလူတွေကြာဆုံးသွားပြီးရဲ့နောက်မှာပေါ့နော်ဒါကြီးအောင်မြင်ပြီးသွားရင်ထဲထဲတန်တန်ဂုံပြုတ်ခွင့်ရဖို့လည်းအရင်ရေးကြည့်ရပေါ့နော်အဲကြအဲ့ဒီအတွက်ကိုဒီလိုမျိုးပုံစံမျိုးဒါသိရှိအောင်ပြန်ပြောပြပေးရတဲ့အတွက်ရန်ကျေးဇူးတင်ပါတော့ပေါ့နော်ဟုတ်ပြီပြီးတော့ဒီဆေးဆေးပေါ့နော်ဆေးနဲ့ပတ်သက်လို့ဟိုပါပြတော့ကြတော့ဆေးအခုလက်ရှိရှိရဲ့ဆေးကြောင်းကဆေးရဲ့အခြေအနေအရလုံးလုံးလောက်ရှိရဲ့လား လိုပုံစံမျိုးချင်းရှိသေးပတ်ဆိုင်ရာအရာဆိုတော့လုံလုံလောက်လောက်ရှိလာဆိုတော့ကျွန်တော်50 50လို့ပဲပြောရမှာဟုတ်50 50ပါအခုကာလကလည်းကျွန်တော်ဒီဈေးဝဈေးကတော်တော်မြင်မရတဲ့နေရာမှာပါတယ်ဟုတ်စကြောကလည်းတခြားကျွန်တော်တို့ဈေးကောင်းဈေးအဖြစ်ပြီးနေဖြစ်ပေမဲ့လည်းဒီညလာတဲ့လူတွေအလျောက်မှာလိုအပ်ချက်တွေကတော့ရှိတာပါဒါမှလည်းဘိုးလူနည်းနည်းအကူအညီတောင်းလိုက်ကျွန်တော်အတိမိတ်ဆွေတွေဆက်အကူအညီတောင်းတာပေါ့ ကျွန်တော်လုံးဝအလူမခံဘူးကိုရှိရင်ကို ATS ကျွန်တော်ထည့်ပေးလိုက်တယ်ကိုမိဘဆွေမျိုးပဲပါရှိရင်ထည့်ပေးလိုက်တယ်အများတော့အများတော့ဒါကျွန်တော်အဖွဲ့အစည်းမျိုးစီကံပဲအဲလိုမျိုးကိုပိုင်းအလူခံချက်ကျွန်တော်လုံးဝမလုပ်ဘူးဟုတ်လို့ကျေးဇူးတင်ဟုတ်ကဲ့ဒါဒီဒီညီလေးကတော့ဒါသူကြုံခဲ့တဲ့ဖြစ်ပျက်ကိုတော့မပြောကျင်ဘူးဆိုတာတော့မှပဲအကြောင်းနဲ့အများကြီးသိလိုက်ရတယ်ဗောနော်အဲပြီးတော့ ဒီစစ်မြေပြင်မှာပေါ့နော်ဆေးဝါးလိုအပ်ချက်တွေအများကြီးရှိပါတယ်ပြီးတော့ဒီညီလေးတို့ဆိုရင်ရှေ့တန်းနေရာတွေကနေပြီးတော့ပြန်ပြီးတော့ချို့နေရာတွေလက်လွတ်ရတဲ့အချိန်မှာပေါ့နော်ဆေးဝါးဆုံးရှုံးမှုတွေအများကြီးရှိတော့အများကြီးရှိရဆူဆောင်းထားတဲ့ဆေးဝါးတွေတင်းရာချီဆုံးရှုံးရတဲ့အဖြစ်မျိုးတွေဆိုကြုံခဲ့ရတယ်အဲပြီးတော့အဲ့ဆေးဝါးဘလောက်ရေးကြီးလဲဆိုရင်ခုနပြောတဲ့တက်ကယ်နိုင်ခဲ့တဲ့အာရေဘော်ရေဘက်တက်ရောက်အသက်ကိုပေါ့နော်ကယ်နိုင်ခဲ့တဲ့ဟာဆေးလေးတစ်လုံးပဲဖြစ်တာပေါ့နော်အဲ့ဆေးလေးတစ်လုံးကြောင့်မလို့တက်ကယ်နိုင်ခဲ့တယ်အဲတော့ကျတော့မြို့ပြည်တွေအနေနဲ့လည်း တက်နိုင်တော့လေးပေါ့နော်တက်နိုင်တော့လေးကူညီကြစေခြင်းနဲ့ဆိုတော့ကျွန်တော်ရဲဘော်တွေကအများကြီးပဲပေါ့နော်သူတို့အသက်တည်ဆုံးဖို့အတွက်ကိုလည်းသူတို့ဂိူးမဆိုင်ဘူးလှုပ်ပေးနေကြတယ်ဒါပေမဲ့သူတို့လှုပ်ပေးနေရဆိုတာကျွန်တော်ဒါမိဘပြည်သူတွေအကုန်လုံးလွတ်မြောက်ဖို့အတွက်ကိုလှုပ်ပေးနေရဆိုတာကိုသိစေချင်တယ်ပေါ့နော်။ဒါအဲ့လိုအသက်တွေကိုကယ်နိုင်ရသားနဲ့မကယ်နိုင်နိုင်ဘူးဆိုတော့အခြေမျိုးအခြေအနေမျိုးတွေမဖြစ်ဖို့အတွက်ကိုပေါ့နော်။တက်နိုင်သလောက်လေးကျွန်တော်ကူညီစေချင်တယ်ပေါ့နော်။အခုလိုပြောပြပေးလို့လေဒီလိုတကယ်ကျေးဇူးတင်တယ်ပေါ့နော်။ဟုတ်ကဲ့။ ဲ့တော့ဒါနောက်ဆုံးအနေနဲ့ညီလေးအနေနဲ့ပေါ့နော်ဟုတ်ကဲ့ပြည်သူတွေကိုပြောချင်တဲ့စကားမျိုးရှိရင်လည်းပြောပြပါဒုံဒီတော်လေးကမကြတော့ပါဘူးအောင်မြင်တော့ပါကျွန်တော်ဒီတလိုင်းပေါ့နေနိုင်အားလိုက်ချမယ်ချမယ်ချမယ်ကျောင်းဒါပြည်သူတွေလည်းဝိုင်းပြီးတော့ပါဝင်မယ်ကိုယ်လည်းကျုံးမယ်เนาะအကျုံးမယ်ဆိုရင်ဒါတေချာပေါအောင်မြင်မယ်ဟုတ်တယ်ကျေးဇူးတင်ပါတယ်เนาะ